ီဥပနိုင်ခန္ဓာမရှိတာဟောပေါ့မဲ့နဲ့ဖို့နေရတော့ကွဲတယ်ဗျာမက်ကတော့ပွားမှာတမတိတိကလည်းသူကပါလဲဆိုခန္ဓာစွန့်နဲ့ခန္ဓာစွန့်နဲ့အလုတ်ကြီးသူကရှိနေတယ်တဏအာယုမကိလတာပုံလေကိလတာမရှိဘူးမရှိဘူးလို့စွန့်နဲ့အလုတ်ကြီးရှိတယ်အဲ့တော့အဲ့ဒီမှာကြတော့အလုတ်မငြိမ်းသေးဘူးပေါ့တမတိတိကလည်းအလုတ်လုံးပဲတမသင်္ကပ္ပလည်းပွားမှာပဲတမသတိတမဝရိယတမသမာတိကလည်းသူတို့ကလည်းပွားနေအောင်ပါပဲ အဲ့လိုပဲတမကမ္မနာလည်းအဲ့လိုပဲမရှိဘူးမရှိဘူးလို့အာထုတ်မှုတမကမ္မနာအာထုတ်မှုပဲလေဗျာအဲပေါ်လာတဲ့ကိလေသာတွေကိုမရှိဘူးမရှိဘူးလို့အစင်မရှိလို့သိတယ်ဒါပေမဲ့ကတ္တဉာဏ်မရတော့သူကပွားနေအောင်ပါပဲအဲအဲ့တော့မနဲ့ဖို့နဲ့ဘာကိုသွားပူကြတော့တမဒိဋ္ဌိကြတော့ဖိုးရဲ့တမဒိဋ္ဌိကြတော့ခန္ဓာအစင်မရှိလို့သိပြီးတော့မပွားတော့ဘူးသဘောတည်းခန္ဓာအစင်မရှိဘူးလို့တော့တွေးတယ်တွေးပေမဲ့သူကဘာလဲဆိုတော့အလုံးလုံးတဲ့ အလုတ်လုတ်တာနဲ့အလုတ်လုတ်တဲ့သတိတွေမဟုတ်တော့ဆရာဘသမကမ္မနာဆိုရင်အရင်တော့မရှိဘူးမရှိဘူးလို့ပြောရတယ်အခုကျသမကမ္မနာမရှိတာနဲ့နေတယ်ခိုရောက်သွားပြန်ကြသမဝါစာလက်ဒီတိုင်းပဲဘုရားဝိဇာရမှာအာယုန်တွေကိုအာယုန်တွေကိုတွေ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအဲ့ဒီအာယုန်တွေကိုမရှိဘူးမရှိဘူးလို့ဘုရားဝိဇာလုံးလိုက်ရက်ရသွားလာပြန်ရက်သွား ချက်တော့ရက်သွားပြီလေဟုတ်တယ်မလားအဲဝိဒဝိစာကရက်သွားတာကိုပဲအဲ့ဒါသမဝါစာပဲအဲ့ဒါလေဟုတ်မလားသမကမ္မန္တရောက်တဲ့အရင်တုန်းကသမသမအာဇီဝကြောက်တဲ့ဥနာတိလွတ်ရရှာမိခြင်းနဲ့ဥနာတိလွတ်ရသွားခြင်းအခုကသွားရင်သွားရင်မဲ့အခုကသွားတာမဟုတ်တော့ဘူးဒီအဲ့ဘယ်နေရတာအဲနေတဲ့ခါကျတော့နေဗန်ထဲမှာနေတာကွာအဲ့ဒါသမအာဇီဝပဲ အလုံးမပါတော့ဟောကွာတာနဲ့ပွားမှုရဆိုင်တာနဲ့ကွာနေတာပေါ့သဘောတရားတို့အဲ့ဒါဒီဒါမှမဟုတ်ကင်ရှင်းပါပြီးရင်ဖုကင်ရှင်းပါလာတယ်ဆိုဖုကင်ရှင်းပါအဲ့ဒါတမာရိရိယပါလေခန္ဓာခန္ဓာမြင်ရတဲ့ခန္ဓာမစွန့်မဲ့မစွန့်မဲ့နေတဲ့အသည့်အဲ့ခန္ဓာရဲ့အလုပ်တွေငြိမ်းတာနဲ့နေတဲ့အတွေ့အကြုံတမာသင်္ကပ်ပေါ့အဲ့ဒါသရီဝိရိယတမာရိရိယလည်းပဲ ငိမ့်နာနဲ့နေတဲ့သတိငိမ့်နာနဲ့နေတဲ့ဝိရိယငိမ့်နာနဲ့နေတဲ့တမာရီတမာဝါစာလဲကုဏဆိုဝိဒဝိစာရက်ပြီးနေတဲ့တမာဝါစာပဲဟုတ်လားဒီဝင်ချမ်းသာနဲ့နေတာတမာအာဇီဝပဲဟုတ်လားငြိအောင်မလုပ်တော့ဘဲနဲ့ငိမ့်နာနဲ့နေတာတမာကမ္မနာပဲအဲ့ဒါကြတော့မဂ္ဂင်၈ပါးနဲ့ပုဂ္ဂင်၈ပါးပြောင်းအဲ့ပုဂ္ဂင်၈ပါးကိုပုဂ္ဂင်၈ပါးကိုပြောင်းတဲ့အခါကျတော့အဲ့ပုဂ္ဂင်၈ပါးမှာရှိတဲ့ ပညာသမာဓိသီလ၃ချက်ပေါ့နော်အဲပညာကပါလေတစ္ဆာ၄ပါးတပြိုင်တည်းတဲ့ပညာဒီဘုရင်၈ပါးရဲ့ပညာပဲဘုရင်၈ပါးရဲ့သမာဓိဒီဘုရင်၈ပါးရဲ့သမာသင်္ကပ္ပနောက်သမာဓိကလည်းပဲအာထောရတဲ့သမာဓိမဟုတ်ဘူးအစင်တီငြိမ်ပြီးတော့ဒီငြိမ်နာနဲ့နေသွားပြီဆိုရင်အဲ့ဒါဘုရင်၈ပါးရဲ့အရိစိတ်တာအရိသီလလည်းခုနပြောတဲ့အဘိဓါပြဝါဒမိစ္ဆာတေတိအဲ့ဒီအရာတွေကစင်ကြယ်သွားပြီးအစင်မရှိတဲ့တရားကြီးလို့သိသွားပြီး ဥဒ္ဒမလို့သိသွားပြီဆိုရင်စင်ကြဲတဲ့အတိုင်းနေသွားပြီဆိုလို့ရှိရင်အဲ့ဒါအတိတ်ကြီးလားဒါမလို့လာအခက်အခဲဆုံးပေါ့ဒီသူတို့နှစ်30လောက်မှဖျက်လျှောက်လာတဲ့နေရာမှာနောက်ဆုံးဒီဖိုးပညာရဲ့အဲ့ဒါမဟုတ်ခင်ဖိုးကြီးရှေ့ပိုင်းမှာရှိတဲ့ရှိပြီးသားပညာရဲ့ရှိပြီးသားသီလရဲ့ရှိပြီးသားသမာဓိရဲ့အဲ့ဒီသုံးခုကိုရှားပြီးဖော်ထုတ်ပါအရုပ်တွေကတော့နှစ်30လောက်ကြာတယ်အဲ့ဒါကိုဆုံးဖြတ်ချက်ချဖို့အခက်အခဲဆုံးပဲ ဘသစ္စာလေးပါးတပြည့်နဲ့လို့သိသွားတာဘုပညာဟုတ်ပါလားဒါပညာအမတော်ဟုအစဉ်တည်နေတာလို့သိပြီးဒီညနေနေတာအဲ့ဒါဘုသမารိဟုတ်တယ်မလားနောက်အဝိဇ္ဇာပြောတာမိစ္ဆာဒိဋ္ဌိဆိုတဲ့တရားတွေဟာအစဉ်မရှိတဲ့တရားတွေဖြစ်နေတဲ့ဖြစ်နေပေမဲ့စင်ကြယ်ကြတဲ့တရားနိဗ္ဗာန်ပို့တဲ့တရားတွေကိုသိပြီးတော့ဒါသူတို့မပဲမတွေ့ပဲနေနေသွားတာအဲ့ဒါဖို့နဲ့ပတ်သက်တဲ့သီလအဲ့ဒါအတိသီလအတိစိတ်ဓာတ်အတိပညာ အမပညာမဟုတ်ပို့ပညာအဲ့ပညာရပြီဆိုရင်အမ်အမတန်ချမ်းသာတဲ့နေနည်းတိုင်းနေနေလို့ရသွားပြီပေါ့သဘောတရားတော့ဒါပဲသူကအဝိဇ္ဇာအဝိဇ္ဇာမရှိလို့သိရင်နဲ့အဝိဇ္ဇာဝိမုတ်ပေါ့နော်နောက်ကိလေသာမရှိလို့သိရင်ကိလေသာလွတ်ကိလေသာအစင်မရှိလို့သိရင်ကိလေသာဝိမုတ်ပေါ့အကိလေသာကိလေသာအစင်မရှိလို့ကိလေသာငြိမ်းတာနဲ့နေတာဒါဝိမုတ်တိပေါ့လွတ်လပ်တဲ့စိတ်ပေါ့ ဝိဇ္ဇာအဝိဇ္ဇာအစဉ်မရှိလို့သိရင်အဝိဇ္ဇာဝိမုတ်ကိုအဝိဇ္ဇာလက်ကလွတ်တာဟုတ်တယ်မလားနောက်တစ်ခုပြန်နေတယ်သူမပြောနိုင်ဘူးအဲ့တော့အဲဘယ်လဲဆိုအဲ့ဝိဇ္ဇာပါအစဉ်မရှိလို့သိမှာဝိမုတ်ရစေမင်းဝိဇ္ဇာရှိမယ်ဆိုရင်သင်္ခါရမင်း तू ကသင်္ခါရသင်္ခါရကြောင်းနိုင်မှာမလားအဲအဲ့တော့မင်းအဲ့ဝိဇ္ဇာပါအစီမရှိဘူးဆိုတော့ဝိဇ္ဇာရှိရင် तू သင်္ခါရရှိမယ်ပွားများမှုရှိနေမှာပေါ့ဟုတ်တယ်မလားဝိဇ္ဇာမရှိတော့ဘူးဆိုရင် तू ပွားများမှုရှိရုံမလားအဲပွားများမှုမရှိတော့သင်္ခါရလည်း อืมอดก็ยาติก็ไม่ปွားไปแล้วมันนี่ไหนเนาะก็だแม้ตรุก็တော့ปွားได้ลั่นจองอ่ะลาတော့ปွားได้ลั่นจองนี่ပဲเปลี่ยนပြောနိုင်တာဘောသဘောတရားဒါပါပဲอืมအမလို့တင်္ဂရနေရလွတ်ရမယ်ဆိုတော့တင်္ဂရနေရလွတ်မယ်ဆိုတော့ရှားမဟုတ်ဘူးအဲ့ปွားများမှုတွေရဆိုင်ပြီးနေနေရမယ်ဟုတ်တယ်မလားปွားများကာရနေမလွတ်ဘူးလीအဲ့တော့အဝိဇ္ဇာလည်းအဝိဇ္ဇာပြည့်စက်တင်္ဂရပဲဝိဇ္ဇာလည်းတင်္ဂရပဲအဲ့တော့အဝိဇ္ဇာဝိဇ္ဇာလွတ်မြောက်ပြီးတော့ သစ္စာ၄ပါးလုံးကိုတကယ်နဲ့မြင်ပြီး၄ပါးမှလွတ်သွားမှသင်္ခါရနဲ့ကလွတ်မှာလေအဲ့တော့ငါတူအားပါဠိတော်တွေပါလက်သိပ်ရောမကိုကာဘူးသူသူ့သူ့အတူတူသူပြီးလို့ရေးသွားတာတော့လေဒါပေမဲ့တခုရှိတာဘာမှအာမခံချက်ပါဘူးလေအဲ့ဒါမေဘာအာမခံချက်မှမပါဘူးအပဲလွတ်မလို့လည်းအာမခံချက်တော့မပါဘူးသန္တရာရမယ်လို့လည်းမပါဘူးနိဗ္ဗာန်ရမယ်လို့လည်းမပါဘူး သေးပါဝင်မယ်လို့လည်းမပါဘူးသဘောတည်းဟုတ်တယ်မလားမင်းဘာလို့အောင်မှာတော့အဲ့ဒါတွေရေးပြီးတော့မင်းသိပ္ပံမဲ့လောက်ခိုင်းမှာသဘောအဲ့ဒါညာရသွားပြီးရင်မင်းဘယ်စာအုပ်ဖတ်ကြည့်ဖတ်ကြည့်အခုနားလည်သွားပြီဟုတ်တယ်မလားအဲ့ဒါကအဲ့လိုက်လို့ရအဲ့လိုက်လို့ရပါဘူးအဒီညာမရသေးရင်တော့ဘာဘာပြောမှမသိဘူးအဲ့လိုဖြစ်နေမှာဘုရားလဲနေမှာတကယ်ဟိုကလေဒီအဘိဓမ္မာမှာတော့သူကသစ္စာလောတဲ့ ဟိုဟာစတဲ့၄၉ပါးနဲ့မနှောဝိညာဉ်ပေါ့နော်တခါကြီးကပြန်ပါဗျာအဲ့အဲ့ဒီမှာစတဲ့၄၉ပါးဆိုပြီးတော့ဟိုပါတယ်ဒီဘုရားဒီပဲချက်မှကြတော့မဟာသာရောပမာသူမှကြတော့လွန်မြောက်တဲ့စေဆိုပြီးတော့သူကစိတ်တစ်ခုပဲပြောထားတယ်တခါကြီးဘယ်နှခုရောဗျာဟိုမဟာသာရောပမာမှာတော့ရိုးရိုး အော်အကျင်လွန်မြောက်သောစိတ်သည်ရှိ၏သူစိတ်လွန်မြောက်သည်သန္တနာတော်ရဲ့ပန်းတဲ့ပြီအဲဆိုမှပြေဆိုအဲလွန်မြောက်တာဒီမဟာသရမမမှာတော့စိတ်တစ်ခုပဲပြောထားတယ်ဆိုတော့စိတ်တဲ့တောင်သူကမပွားဘူးလေတခိုင်းဟုတ်တယ်ဗျာအဲအဲ့တော့အဘိဓမ္မာမှာကြတော့စိတ်ကိုစိတ်ကိုရည်ညွှန်းပြောတာလေဗျာဒါပေမဲ့နိဗ္ဗာန်ဝန္တာနာဓမ္မဆိုမဟုတ်ဆက်ဖေးရပြိဝိရသာသနာမှာသူကရဲရင်တင်ညာခဲ့တာဟုတ်ဗျာနိဗ္ဗာန်ဝန္တာနာဓမ္မဆိုတော့ စိတ်တခုလည်းမဟုတ်ဘူးလေဗျာစိတ်တွေတော့တွဲပါလားလေဗျာဟုတ်တယ်မလားอืมအဲ့ကအဲ့ဒီစိတ်တွေမှာဗိဓမာတင်တဲ့ခါကျတော့ဗိဓမာမှာချက်လိုက်တော့စိတ်တွေ29ခုပေါ့အချင်းယွန်းလိုက်တော့တူရတူရပေါင်းလိုက်တော့14ခုလာပဲရတယ်ဗျာဟုတ်တယ်မလားအဲ့မှာဟုတ်တယ်ဩပနာစိတ်တို့ဘာလို့လဲပေါင်းလိုက်တော့36စိတ်လားမသိဘူးရတယ်ဟုတ်တယ်မလားအဲ့36စိတ်လုံးကတချို့ဗိဓမာမှာတင်လာကြတော့အဲ့ဒါကသူကဗာလေအဲဖိုးစိတ်လို့လည်းပြောတယ်36စိတ်လုံးဟုတ်တယ် အဲ့ဒီမှာသဗ္ဗသရဏစေတေခုနှလုံးလဲပါတယ်အတညာတို့ဝေဒနာတို့အဒီတို့ဟလာအဲ့စိတ်တိုင်းမှာရှင်တဲ့စေတေခုနှလုံးလေးဗျာသဗ္ဗသရဏစေတေခုနှလုံးလေအဲ့ဒါလဲပါတယ်အဲ့ပေါင်းလိုက်ရင်အလုံး36စိတ်ရတယ်အဲ့30အဲ့36စိတ်36စိတ်လုံးကိုသူကဖူစိတ်လို့လဲပြောတယ်ဟုတ်တယ်မလားအော်တပည့်တော်တို့ကအရေးအတွက်ဘယ်လောက်ပဲဟိုသူ့ဟာသူကြက်တလောက်ကြီးပေါ့လေ တပည့်တော်ဆိုလို့ကျင်တာပါလေဆိုနိဗ္ဗာန်ဝင်မှာတော့နန္ဓမပဲတကယ်ဝင်သွားပြီဆိုရင်ဒါမပြည့်မစည်းပဲနဲ့ရှိမယ်ဒါပဲတပည့်တော်တို့လူရင်းမယ်အဲဒီအသေးစိတ်ပြီးတော့မှလိုက်တွေ့ပြတာတော့ဒါအဘိဓမ္မာရဲ့အလုပ်ပဲတပည့်တော်တို့လုပ်မဟုတ်ဘူးလေဟုတ်ဟုတ်ကဲ့တယ်ဒါတော့ဟိုအဘိဓမ္မာတင်တဲ့လူတွေကဒါတွေကမေးကြမှာလေပြောကြမှာဟုတ်တယ်မလားဘုရားအဲ့ဒီနေရာမှာညစ်စိတ်တစ်မျိုးတည်းကိုပဲဘုရား လုတ်ချင်တာတကယ်စိတ်တသိဆိုတဲ့ဟာကြီးကိုသူကအစိတ်ကိုမိတွဲစိတ်ကိုချက်တဲ့အတွက်စိတ်တသိလို့ခေါ်တာဟုတ်တကယ်ဒီမှာအဲ့ဒါကြောင့်စိတ်တသိဟိုဒီမာတော့ဘာမှသို့ဆိုလို့ရှိရင်လောမြောင်တဲ့စိတ်ဆိုတော့စိတ်တသိတောင်ပဲလို့အဘူလာဆိုမျိုးပေါ့နော်တကယ်အဲ့လိုတော့မဟုတ်ဘူးဗျာအဲ့လိုတော့မဟုတ်ဘူးဆိုတော့ဘာဖြစ်လဲဆိုတော့ဘုရားစိတ်ကူရံပြောလေနိဗ္ဗာန်ဝန္ဒနာဓမ္မလို့ပြောတာဟုတ် ပြီးတော့လဲတပြီးတော့အဲ့မှာတပြီးတော့ရွတ်ပြလေးမက်ကရုပ်တဲ့ဖလန်စေဝါစတုသစ္စာဝိနိဒရာဆိုတာမက်ဆိတ်နဲ့ရှင်သောဖူစင်ဒိတ်တို့ဒီသစ္စာ၄ပါးမှာလွတ်ကြပါလေလို့ဆိုပြောထားတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့မက်ဆိတ်နဲ့ရှင်သောဖူစင်ဒိတ်တို့ဒီအာယုံမှာကျတော့စတုသစ္စာဝိနိမုတ်တော်ဓမ္မနာမနာတိအာယုံမှာကျတော့သစ္စာ၄ပါးလွတ်တဲ့တရားမရှိဘူးဟုတ်တယ်ငုသစ္စာဒုက္ခသစ္စာညောသစ္စာမက်ကသစ္စာအာယုံမှာကြိုက်တာပေါ်သစ္စာ၄ပါးလွတ်တဲ့တရားရယ်လို့မရှိဘူး အရမ်ဒီကမှကြတော့ဟာသစ္စာလွတ်တဲ့နန္ဒမတွေရှိရလေဗျာ။အော်ဒီသသိ29ပါးသစ္စာလေးမှလွတ်တဲ့နန္ဒမ။အဲ့ဒါကိုမှထပ်ပြီးတော့မှဟိုအဘိဓမ္မာကျွန်တော်ဆိုရင်အဘိဓမ္မာလူတွေလာမေးကြတယ်ပြီးတော့ဆိုရင်အလား36သိရှိတယ်ပေါ့အဲ့အဲ့ဒါတွေကအာဆရာပြောတော့29ပါးပြောတယ်အေးအဲ့ဒါတွေကတော့ခင်ဗျားတို့ကခင်ဗျားတို့ရေတွက်ပြီးအဲ့ဒါကျွန်တော်တို့ကအဘိဓမ္မာလည်းမသိဘူး။အလားဒါပေမဲ့တစ်ခုရှိရင်အိဗဝင်တော့နန္ဒမပဲ။ဟိုကြိုက်တာဝင်လေအဲ့ဝင်သွားတဲ့အဲ့ဆွေသိတွေအကုန်လုံးဟာ ဒီနိဗ္ဗာန်ကိုတကယ်ရောက်သွားပြီဆိုတဲ့အခါမှာတော့ဥပ္ပနဲ့ပင်မရှိတော့ဘူးအပြစ်စည်းပဲနဲ့ထီဖြစ်ပဲနိဗ္ဗာန်မှာကျန်နေခဲ့ပါဟုတ်ကဲ့ဟုတ်တယ်မဟုတ်လားအဲ့ဒီအဲ့ဒီတီပေါ့လို့လာပါဆက်လို့ဟမ်အဲ့ဒီအဲ့ဒီတီပေါ့ဟိုရေးကြည့်ရအောင်ဟုတ်တယ်အဲ့ဒါအဓိက IT ပဲအဲ့မှာဟိုသင်္ခါရရက်တယ်ဆိုတော့သင်္ခါရဆိုတာက သင်္ခါရဆိုတာဘာကိုပြောတာလဲလို့မြို့အဲသင်္ခါရအခုကကာသင်္ခါရကာသင်္ခါရဆိုတာလဲဝင်လေထွက်လေဆိုဝင်လိုက်ထွက်လိုက်လုံနေရတာကာသင်္ခါရပေါ့ဟုတ်တယ်မလားဥဒေဝိဇ္ဇာဆိုတာအာယုမပေါ်တဲ့ယုံနယ်နေအရှိထားပြီးတော့ပယ်လိုက်တွေ့လိုက်ရှစ်လိုက်မုန်းလိုက်လုံနေရတာအဲ့ဒါကပစိသင်္ခါရခေါ်တာပေါ့တခါစိတ်ဓာတ်သင်္ခါရဆိုတာဟလာဝေနာတွေဝေနာဝေနာတွေကောင်းတယ်မကောင်းဘူးဝေနာနဲ့တင်ညာပေါ့အဲ့နောက်ခုကစိတ်ဓာတ်သင်္ခါရခေါ်တာပေါ့အဲ့တော့အဲ့ဒီဝေနာတွေကအာယုမှာ ဒီနာရာရီယာရှိနေပါတယ်ဆိုတာဘာလို့လဲဆိုတော့ဒီစိတ်ဓာတ်ဉာဏ်မာယာပြည်ပြည့်ပြည့်ပြည့်ဝေနာတွေအရှိထားနေလို့နာကျင်မှုကြီးခံစားနေရတာအဲ့ဒီသင်္ခါရမရက်လို့ဒီဝေနာမချုပ်တာဒါမှမဟုတ်အခုကတကယ်နိဗ္ဗာန်အကျိုးမဲ့ဖို့ကြားတဲ့အခါကျတော့အာယုံကဝေနာတွေတကယ်ဝေနာတွေကလည်းရက်သွားမယ်အာယုံမှာလည်းဒီဝေနာတွေမပေါ်တော့ဘူးအဲ့မှာအရှိထားတဲ့သင်္ခါရတရားကြီးလည်းရက်သွားလို့နိဗ္ဗာန်ဝင်တယ်လို့ပြောတာပဲတော့ဒါမှမဟုတ်စိတ်ဓာတ်သင်္ခါရကြီးရက်သွားတယ်အဲ့ဒါ စင်းရတာချမ်းသာရည်လည်းမရှိတော့ဘူးဆိုတော့ရှင်စိတ်ကြီးကလွတ်လပ်သွားတာတောင်ဒီဝေဒနာနဲ့ပဲကျွန်တော်တန်တရားလေးကိုဆွဲလှည့်နေကြတာသဘောတရားအဲ့တော့အဲ့လှည့်တဲ့ဝေဒနာလည်းပဲတကယ်ဝေဒနာတန်တရားကိုလှည့်တာမဟုတ်ဘူးเนาะအာယုဝေဒနာလှည့်တာအဲ့အာယုဝေဒနာဘာကြောင့်ထင်ရှားနေလဲဆိုတော့သင်္ခါရကြောင့်ထင်ရှားနေရတယ်ဒါမှလို့သင်္ခါရကိုရက်ပြလိုက်တာခင်ဗျာဝေဒနာတွေနာကျင်တဲ့ဝေဒနာတွေထင်ရှားအောင်လုပ်နေတာအရှိထားတဲ့သင်္ခါရကြောင့်အဲ့သင်္ခါရကိုရက်ပြလိုက်တော့ အယုံမှာဆင်းရဲရလည်းမပေါ်တော့ဘူးချမ်းသာလည်းမပေါ်တော့ဘူးဒါကမနှောအင်ကြီးကဆင်းရဲကြလည်းမရှိတော့ဘူးဝေနာဝေနာဆင်းရဲလည်းမရှိတော့ဘူးဝေနာချမ်းသာလည်းမရှိတော့ဘဲနဲ့ငြိမ်းချမ်းကိုရတော့တောင်းလို့သင်္ခါရရက်ပြီးတဲ့ပညာဖူပညာအတမလားနော်တောင်းလို့တန်ត្រာကိုရက်နိုင်တဲ့ပညာဟာအခုကျတော့ကျွန်တော်တို့ကချမ်းသာတွေခံစားပြီးတော့ဟိုအရှိထားပြီးတော့မှသင်္ခါရတွေနဲ့ပြောနေတယ်ဆင်းရဲကြတော့တည်ရော ဟုတ်တယ်ဟုတ်တယ်အခုကျတော့တကယ်နေမှဝင်မဲ့ပုံကူတွေကျတော့အဲ့ဒီအယုံမှာပေါ်တဲ့စင်းရဲတွေချမ်းသာတွေပေါ်တယ်သင်္ခါရမရှိတော့ဘူးဆိုရင်မနှောတဲ့စင်းရဲကိုလည်းမလာတော့ဘူးချမ်းသာလည်းမလာတော့လာတော့မှလည်းဒီမနှောကလွတ်မြောက်ခွင့်ရသွားတာဒါအောင်လို့သင်္ခါရရက်ပြီးတဲ့ပညာတွေဘုရားပညာပဲအဲ့တော့ဒီစိတ်တဏှိယမာကြီးတစ်ခုလုံးကိုဘုရားရှင်ကနားလည်ပြီးတော့ဘာဖြစ်လို့ ဒီစိုးစမ်းတဲ့နေရာထဲမှာလဲနေကြလဲလို့မေးတဲ့ခါကျတော့အာယုံကိုအရှိထားပြီးပဲနေတွေ့နေလို့တောင်းမလို့ဟုတ်လားຢာကဝိရာကဆိုခရပြပါအာຢာကအရှိထားရင်ຢာကကွာအသင်္ခါရလို့လည်းပြောလို့ရတယ်အဲ့ဒါမရှိဘူးဆိုရင်အဲ့ဒါဒါဝိရာကကွာလွတ်ပြီးကွာသင်္ခါရရသွားပြီဒါဆိုရင်သူငါလို့ယူရင်ညှိပြီးကွာຢာကသူငါမဟုတ်ဘူးဆိုရင်ဒါမညှိတော့ဘူးသင်္ခါရလည်းရသွားပြီတော်တယ်အဲ့အဲ့ဒီအာယုံပဲနေတွေ့နေလို့ဒါကြီးက ရာကဖြစ်တာကွာမပဲပဲမတွေ့ပဲနေနဲ့အသင်္ကာလေးရသွားမယ်လွတ်သွားမယ်လွတ်သွားရင်အာယုံကစင်းရည်ရောချမ်းသာရောမင်းမနှောရနေလားမပတ်သက်တော့ဒီမနှောကပေါ်စရာလည်းမလိုတော့သလိုရည်စရာလည်းမရှိတော့အဲ့ဒီမနှောကြီးကအဲ့ဒါဒုက္ခမှကင်းလွတ်ပြီးတော့မှအဲ့ဒါနိဗ္ဗာန်ချမ်းသာကိုအဲ့ဒါစင်းရည်မှလွတ်ပြီးတော့အင်းနေသွားကြလိမ့်မယ်ဒါမှမဟုတ်အဓိကကျိုးကအဝိဇ္ဇာကအဝိဇ္ဇာပြတ်ရင်နိဗ္ဗာန်လောက်ပဲမြင်တာသင်္ခါရပြတ်မှသင်္ခါရကျိုးပြတ်မှနိဗ္ဗာန်ချမ်းသာကိုခံစားနိုင်ကြတာ တော့နိဗ္ဗာန်ချမ်းသာကိုဝေနာမဟုတ်ဘူးညာပြင်းတာလည်းသိရတယ်အဲ့လိုပြောတာသဘောတရားနော်ဟိုတပည့်တော်ကဝေနာလိုက်ဆိုင်နေဒီတန်တရားရဲ့အိုနာသေးတွေမထွက်နိုင်တော့ယနေ့ရှိရင်ကြည့်ပဲအခုကျတော့တပည့်တော်ကသဘောပေါက်သွားတယ်သိသွားတယ်ဩဒီသင်္ခါရကြောင့်ဒီဒုက္ခတွေကမနှောတဲ့ရောက်နေပါလားအကယ်၍အာယုံကသာမနှောတဲ့ကိုမရောက်တော့ဘူးဆိုရင်ခြေောက်ဖြတ်ပြီးလဲသူဘာမှမသိတော့ဘူးလက်ဖြတ်ပြီးလဲဘာမှမသိတော့ဘူးအဲ့ဒါမလား အဲအာယုံနဲ့အာရမဏိကကျူးကိုကြားထဲမှာရှိနေတဲ့အဲဒါသံဃာစင်ဆယ်ကျောင်းလိုလဲခေါ်တာပေါ့သင်္ခါရလိုလဲခေါ်တာပေါ့အဲအဲ့ကျူးဖြတ်တော့ပြီးတဲ့ပညာကြီးရတ္ထုပညာပဲသင်္ခါရဖြတ်ပြီးတဲ့ပညာပဲသင်္ခါရကြောင့်ဆင်းရဲနေကြတာတပ်ပိသင်္ခါရအနိစ္စတပ်ပိသင်္ခါရဒုက္ခသင်္ခါရကြောင့်ဆင်းရဲဆိုတာဖြစ်ပေါ်လာတယ်သင်္ခါရကြောင့်အနိစ္စဆိုတာဖြစ်ပေါ်လာတယ်သင်္ခါရကြောင့်အနတ္တဆိုတာဖြစ်ပေါ်လာတယ်အဲအဲ့သင်္ခါရကိုဖြတ်ပြီးနိုင်တဲ့ပညာကို ဲ့ဒါရှာဖွေရှာဖွေဖော်ထုတ်ပြီးတော့မှအဲ့ဒါဖရားဖြစ်ကိုရောက်ရှိသွားနောက်ဆုံးပဋ္ဌာန်းပဋ္ဌာန်းရသွားတယ်ဆိုတော့သင်္ခါရရသွားတော့တွေ့သွားတာပဋ္ဌာန်းလဲတယ်ဆိုတော့ဒါသင်္ခါရဆက်ကြီးလဲနေတာတွေ့တာပဋ္ဌာန်းဆက်ရသွားပြီဆိုတော့ဒါသင်္ခါရကျေစုမပြုနိုင်တော့ဘူးသံသရာတွေကထွက်သွားပြီဒုက္ခတွေငြိမ်းသွားပြီလို့နားလဲသွားတာ